ီနဲ့ဝန်ကြီးချုပ်တော်နန်းခင်ထွေးမြင့်ကိုဖမ်းဆီးသွားပြီးညှဉ်းပန်းနှိပ်စက်ဆစ်ကြောနေလို့လည်းသိရပါတယ်။အီစကော်ပီယံတိုင်းကတောင်ကြီးကိုယူထားလာရဲ့။သူဒီလေးတက်မတော်ကြီးကိုတင်းတရာယူလာရဲ့။ရခိုင်ဟောသဘုံပြောတယ်၊ကချင်ဟောသဘုံပြောတယ်၊ခြားခြားတေဝေးစီဆိုပြီးပန်ဆယ်လိုကပြန်ရဖို့တော့ဖမ်းခံရဖို့ပုံများနေ။ပြည်သူစစ်တွေကိုပြည်သူစစ်ပတ်စပေါ့နော်။ပတ်စတယ်သူများတို့စုဆောင်အောင်ပါနော်။အာစီနဲ့မထွက်ပါဘူး။သူများတို့သတိမတည်ရနော်။တကယ်တော့ပို့တော့ရခိုင်တန်းပို့တာ။ စခန်းကတက်တာမြောက်ကရဲဝန်တန်လေးမြောက်ကကျွန်တော်ရဲ့ TikTok ကကွန်မတ်ပါကွန်မတ်ဝင်ကြီးလို့တဲ့အခုစစ်စေးခံနေရတယ်ဘာကြောင့်လဲဆိုတော့ကဘာကြီးမှာကျွန်တော်တို့တက်တက်စစ်ပွဲဖြစ်နေတာတိတ်မတရားသလိုပဲเนาะ ားလုံးပဲမေကလာဘာရွှေဖက်မီမှပြန်လဲကြိုဆိုလိုက်ပါတယ်ဓမ္မပက်တော်သားတွေတယောက်ချင်းနေကောင်းကျမ်းပါတယ်ဟုတ်ကဲ့ကျွန်တော်တို့အတွက်ပျော်ရွှင်ကြည်နူးခွန်အားဖြစ်စေမဲ့ရုပ်တံတွေနဲ့ဆက်ပါတော်မေရောက်ပြီတွေ့တယ်မြင်တဲ့အတိုင်းပဲเนาะသွားတာနဲ့ကျွန်တော်ညီနောင်သွေးချင်းတွေကရောက်ပြီးသားပဲအောင်ပွဲစီတို့မင်းတို့ဟာလဲကွာအဲ့လောက်ကြီးကြတော့မပြောတော့ဘူးโอเค စခန်းကတက်တာနှစ်ယောက်ကရဲဝန်ထမ်းလေးနှစ်ယောက်ကကျွန်တော်ရဲ့ TikTok ကကောမတ်ကောမတ်ဝင်ကြီးလို့တဲ့အခုစစ်စေးခံနေရတယ်စစ်သားကြည့်ပါအဲ့လောက်ကြီးကြာတော့ကွာမင်းတို့ကလည်းဘလောက်တောင်သူတို့တွေအကြောက်တရားတွေနဲ့ကြီးစိုးနေလဲမသိဘူးเนาะကွန်မန်လေးဝင်ရေးတာတော့စစ်ကြောရေးရောက်သွားတဲ့အနေထားဘလောက်ထိသူတို့တွေတက်ပြက်နေပြီလဲဘလောက်ထိကျွန်တော်တို့ ညီနောင်သွေးချင်းတွေကိုတုံလှုပ်ခြောက်ချာနေတယ်လေဟိုလေကျွန်တော်စိတ်ပုတ်တယ်ပဲပြောပြောစိတ်တက်မကောင်းဘူးလို့ပြောပြောပေါ့နော်ဒီအစ္စရေးနဲ့အီရန်နဲ့အခုဘုံကြီးကျဲတယ်သူကမစ်ဆိုင်းစ်တင်ပြတ်တာမျိုးတွေဆိုလည်းကျွန်တော်ကတော့စိတ်မပလုံးလေဟုတ်တယ်အဲ့လိုပဲပြီးခဲ့တလောကဖြစ်သွားတဲ့ပါကစ္စတန်နဲ့အိန္ဒိယကြာပြီးတော့ဒီထိုင်းနဲ့ကမ္ဘောဒီးယားကြာနေမြေအငင်းပွားမှုတွေပြစ်ခတ်မှုတွေဆိုလည်းကျွန်တော်တို့ချိန်နဲ့တာပဲဘာကြောင့်လဲဆိုတော့ကဘာကြီးမှာကျွန်တော်တို့တသက် စစ်ပွဲဖြစ်နေတာတိတ်မတရားသလိုပဲเนาะโอเคยูเครนรัสเซียဖြစ်လိုက်အရှေ့လေပိုင်းဖြစ်လိုက်လို့ဘလောက်ကောင်းလဲเนาะဖြစ်ပါစေလीเนาะဟုတ်တာဟုတ်ပြီလားငါအဲ့မှာသူကိုကိုလည်းဖြစ်သူလည်းဖြစ်ပေါ့ပါဆိုလဲနောက်တော့ကျွန်တော်ပြည်သူပြည်သားတသက်တိုင်းပြည်ကျွန်တော်တိုင်းပြည်ပဲနောက်ကြကြံခဲ့သူတို့လည်းစစ်ပြည်ဖြစ်ကြပေါ့เนาะဒါမဲ့လည်း သိဘူးအဲ့လိုပေါ့နော်စိတ်ရုပ်တယ်ပဲပြောစိတ်ပုတ်တယ်ပဲပြောတကယ်ကြီးတကယ်ကြီးစိတ်ပါလေဟောကောင်းတာပေါ့ဆိုအဲ့လိုမျိုးပဲတွေးမိတာတော့ sorry sorry တကယ်ပြောရတာကိုတွေးပါဒါပဲဝင်တာဟိုပေါ့နော်ဟိုမကြူအောင်မဖြစ်ဘူးပြပြောမရင်ကျက်ဘူးပြပြောစိတ်ဓာတ်မကောင်းဘူးပြပြောပေါ့နော်နောက်ရှိနောက်ကြီးကကြုံမတွေးနိုင်တော့ဘူးကိုလုံးဖြစ်ချင်တာဖြစ်ကြရပဲလို့တကြကဘာစစ်ဖြစ်နေကောင်းတာပေါ့ဆိုအဲ့လိုမျိုးပဲတွေးရတာဟုတ်ပြီဒါဒီဆရာဝင်ပြောတာတော့ကျွန်တော်တို့တွေလူတိုင်းအဲ့စိတ်ဓာတ်တွေရှိရနော်ကျွန်တော်တို့လည်းဒါဟိုအတ္တကြီးတယ်ပဲပြောပြော တကယ်ရှိတယ်ကျွန်တော်တို့တနိုင်ငံနဲ့ဒုက္ခရောက်နေရတာကိုကျွန်တော်တို့မခံစားနိုင်ဘူးအဲ့တော့တကဘာလုံးထတ်တူဒုက္ခရောက်ကြတာပေါ့ဗျာကျွန်တော်တို့နိုင်ငံလေးဖြစ်နေတာကြောင့်တော့ဘယ်နိုင်ငံမှပူဆွေးရတာနဲ့မတရားဥပြောရတာနဲ့ရှုံချရတာနဲ့အခုလိုဖြစ်တော့ကျွန်တော်မိသားစုတွေရဲ့စိတ်ခံစားချက်လေးကိုလည်းတစ်ချက်ပြောသွားပေးပါဦးဗျာပန်ဆယ်လူကမပြန်ရဖို့တော့ဖန်ခံရဖို့ပုံများနေတို့ ဒီကောင်မကတကိုးမနဲ့ပေါင်းပြီးတော့ဒီတော်လန်ရုပ်ဖြတ်စီးတယ်ဆိုတော့ဒါငါတို့ရဲ့ဓမယံဖြစ်သွားတယ်သူကငါအဲ့ကြောင်ပန်ဆယ်လို့ပေါ့ပေါ့မတွေးနဲ့လို့ပြောတာငါရိုးရိုးတွေးခဲ့တာမဟုတ်သူအဲ့ကောင်ကဒီစကော်ပီယံဂိုင်းရကောင်လေးကိုယူထားတယ်ဆိုတော့ဒါဟာလုံးဝတေသာသွားပြီဟိုတက်မတော်လေတက်ကိုတိတ်ပြာလူလာတို့တို့အများကြီးကြည့်ကြရမလို့ငထူလေးလာဆက်ပြီးတော့ဘဝဟောင်းကအကျွေးပါလို့ဆက်လူနေကြတယ်နော်သူဒီ ဒီ Scorpion ဂိုင်းရကောင်လေးကိုယူထားလာရဲ့သူဒီလေတက်မတော်ကြီးကိုတိမ့်ပြာလူလာရဲ့ရခိုင်ဟိုတပုံပြောတယ်ကချင်ဟိုတပုံပြောတယ်ခြားခြားတေဝိစီဆိုပြီးတော့သူသူ့ဝေါ်မှာရေးခဲ့တဲ့စာလေဒါတမိုင်းနေပဲနော်ငါဒီငါရေးလို့ငါတက်ခဲ့ရလူတွေခြားခြားတေသွားတယ်ငါတစ်ခါမှဝမ်းမတာဘူးနော်အဲ့ဒါဒီကြားထဲမှာငါ့ကိုလာပြီးနင်ရတယ်မပါဘူးဆိုပြီးတော့နင်ရဟိုဟာနဲ့ဟိုဟာနဲ့ပါပြီးအဲ့ဒီလောက်စောက်ချီးမပါနဲ့အမားတို့ဟိုသမင်းစာပြီးချီးမပါတဲ့လူမျိုးတွေမသိဘူးလားမသိဘူးဒါကျွန်မဘာအတွက်ပါလဲဘာအတွက်ပါလဲမသိဘူးဆိုတော့အမားတို့အဆအဆုံးလာချီးတယ်အာအခုလိုများကြံပြီးတော့နော် ။ဒီနာမည်အမားတို့နာမည်တော့မှန်အောင်မရေးတတ်တဲ့လူတွေနဲ့ကျမလည်းရန်လာမဖြစ်ခိုင်းနဲ့။အမားတို့အကြိုက်တွေမရေးဝိကရီမှမရိုက်နိုင်ဘူး။ကျမကျမလုပ်နေတဲ့လုပ်ငန်းရှင်တွေနဲ့တွေ့ပြီးတော့အမားတို့လောက်ကိုဒါဒလောက်ပဲပြန်ဖြေရှင်းသွားတယ်။နော်။သူများရန်ဖြစ်တာမဖြစ်တာလေးဆိုပန်ဆယ်လို့ဆိုအမားတို့ဘာများထင်နေလို့။อืม။တော်လိုင်းရောဖြတ်စည်းရမှာထိတ်ဆုံးသွား။သူကျင်းနေသူ FBI နဲ့တွေ့ခု FBI ကမှစီနေဂျာတော်မှလက်လက်လက်ပြန်ပြလက်လက်ထိတ်ခတ်ပြီးခေါ်သွားတာဒီအခုဖြစ်နေတဲ့ strike မှာစီနေဂျာကနေပြီးတော့ ငါငါပြည်နယ်မှာဖြစ်တာနင်တို့ဝင်မပါနဲ့ဆိုပြီးတော့အချို့ခါနယ်တွေကစစ်တပ်ကအမေရိကန်စစ်တပ်ကအဲလီကိစ္စမှာဝင်မပါဘူးနော်ငါတို့ဝင်မပါနိုင်ဘူးね FBI နဲ့လှုပ်ရှင်လို့ police လှုပ်ရှင်လို့နင်တို့ကပြည်တွင်းရလူတွေဖြစ်တဲ့အတွက်သွားလို့ပြည်တွင်းကိစ္စငါတို့အမေရိကန်စစ်စစ်တပ်ကခါနယ်ကမိမနော်ပါပြောရမလာနိုင်ဘူးတဲ့ဒါစစ်တပ်နဲ့မဆိုင်ဘူးတဲ့ဒီကလေးဒီ strike ပြတာရဲနဲ့ FBI နဲ့လှုပ်တယ်ငါတို့တော့မဆိုင်ဘူးလာမပါဘူးအမေရိကန်စစ်တပ်ကလကဆောက်ယူစစ်တပ်မဟုတ်ဘူးပြည်သူတို့ဒုက္ခပေးမဲ့စစ်တပ်မဟုတ်ပြည်သူတွေကမွေးလာတယ်ဆိုတာအမှန်ကန်မဲ့ပြည်သူတွေကမွေးလာတယ်ပြည်သူ ဒါအမေရိကန်နိုင်ငံသားစစ်တပ်ဖြစ်တယ်ပြီးတခြားတိုင်းနိုင်ငံဖြစ်မှာပဲငါတို့ပါနေမှာငါတို့ကပြည်သူကိုနှိမ့်ဆက်ပြည်သူကိုဒီလိုလုပ်ဖို့ငါတို့ training မပေးတာမလာနိုင်ဘူးနဲ့ကာနေကမိမညက်အပြက်ပဲပြောပလိုက်တော့တမရမလို့ငါလာခိုင်းလို့မရဘူးဆိုတော့အဲ့ဒါပဲဒါပဲဒါပြည်သူစကားပဲနားထောင်မှာသူတို့ကလူသူဒီဒီလိုလုပ်ချင်တယ်လုပ်လို့မရဘူးအမေရိကန်အခုစစ်ဘုံချုပ်ကြီးဒီထိုင်ဆုံးကဒီဟိုပန်တဂွန်ကလူကြီးကိုသွားပြီးခုနကပိုလူသွားလို့ဒီလူသွားလို့အဲ့ဘယ်ကြီးကမလုပ်ဘူးဒီလိုလုပ်လို့မရဘူးဒီတိုင်းကစစ်တပ်အကြီးဆုံး ကဘာကြီးကတုံညောင်ချောက်ဆိုစစ်တပ်နည်းတဲ့စစ်တပ်မဟုတ်ဒီကလူကဘာကြီးမှာစစ်တပ်အင်အားအကြီးဆုံးကအမေရိကန်ပဲဒီလက်နက်တွေရတဲ့တဘုံကြီးဘာလို့လဲမသိဘူးမဟုတ်လေချစ်မကြီးမပန်ဆဲလို့ကိုတိုက်ခိုက်ရင်လဲချစ်ကြလက်ကြတိုက်ခိုက်နေဗျာဒီလိုပဲပါဇက်ထဲရှိရာရှောက်ပြောတော့ကတော့လူတိုင်းပြောတတ်တယ်ဗျာမပြောတဲ့ဆွတ်ဆွဲထားတဲ့ဟာလေးတက်ကိုသိန်းတရာလှူတယ်ချစ်နဲ့လက်နဲ့ဓာတ်ပုံဖြစ်ဖြစ်ရုပ်တံဖြစ်ဖြစ်တစ်ခုခုနဲ့ ထုတ်ပြန်ပြီးမှလူတယောက်ကိုဆွတ်ဆွဲပါအမမပန်ဆယ်လို့လေအခုချိန်ထိတော်လန်ရေးတဲမှစကလေးကတစ္ဆာမဖောက်သေးဘူးသူပြောရတယ်ပတ်သက်ပြီးကတော့ကျွန်တော်လက်မခံနိုင်ဘူးကျွန်တော်တယောက်တည်းရဲ့အမြင်တော့အမြင်ကွဲလွဲခွင့်ရှိပါတယ်ဗျကာကွယ်ရေးဦးစီးချုပ်ကအသက်80အထိလောက်တယ်ဗျာဟုတ်လေအဲ့တော့သူ့လိုမျိုးပေါ့နော်ကြံတဲ့ရက်ဖက်ပေါ့ရက်ဖက်ကဘယ်လိုခေါ်မလဲဆိုညှို့မှုတွေဒုညှို့မှုတွေလက်ထောက်ညှို့မှုတွေကိုလည်း65နှစ်ထိလောက်ခွင့်ပေးပါလားဗျာတဲ့နော် ။ဘာကြောင့်လဲဆိုလို့ရှိရင်စီဒီယမ်လောက်တာတွေများတဲ့ခါကျတော့အစ်တကအမြဲစုနေရ။အဲ့တော့ဌာနတစ်ခုမှာပေါ့ရှေ့မီနောက်မီလေးတွေကလည်းအမြဲတမ်းထားရှိစေချင်။ဒါကတော့ပြည်သူ့ရင်ဖွင့်တာပါနော်။65ဒီနှစ်လောက်ကြီးတော့လုပ်ဖွင့်ပြီးပါတဲ့နော်။အဲ့တော့ဦးမောင်လာခင်ဗျားလာမှာအသက်80လေးလောက်ပြီးတာပဲကျွန်တော်လည်း65နဲ့65နဲ့ဒီလုပ်ခွင့်ပေးပါဆိုတော့အဲတောင်းဆိုမှုလေးတွေရှိတယ်ပေါ့နော်โอเคနောက်ကူကပြည်သူစစ်တွေကိုပြည်သူစစ်ပတ်စပေါ့ဗျာပတ်စတွေကိုခင်ဗျားတို့စုဆောင်းအောင်ပါနော်အာစီနံမတစ်ပတ်ပါဘူး ဟာဆိုပြီးစဉ်းစားမိတာရှိနော်အခုရှေ့တန်းမှာတုံးလုံးပက်လက်တွေပဲလေပြောင်ရက်အားလုံးတွေတွေ့နေရအခုတကယ်ရှေ့တန်းမှာပတ်စားတွေကြီးပဲတိုက်နေပတ်စားကိုပတ်စားဒီအရင်ဆုံးမဲစားပွင့်တာကလေခင်ဗျားဂရီမတီးတာနော်တကယ်တော့ပို့တော့ရခိုင်ကြားပို့တာအိုက်ထဲကကျွန်တော်သိတယ်နော်အခုဆိုလို့ရှိရင်ရခိုင်ပို့နေတာပတ်စားတွေများတယ်နော်ရခိုင်ကိုပို့လို့ရတော့ပြောင်းရင်ပါစာပဲဖြစ်ဖြစ်ဘုံမူကြီးပဲဖြစ်ဖြစ်ဘိုးကျုပ်ကြီးပဲဖြစ်ဖြစ်သွားလမ်းပဲရှိရယ်နော်အပြန်လမ်းမရှိဘူးဘိုးကျုပ်ထွန်းမြတ်နိုင်ကလာသမျှအကုန် ဆွဲစားမှာအခုလက်ရှိဖအန်ထော်မှာအရေးပေါ်အခြေအနေဖြစ်နေပါတယ်နိုင်ငံရေးကျင်းသားတွေကိုစစ်တပ်နဲ့ရဲကအကြမ်းဖက်ဖြိုခွင်းမှုဖမ်းဆီးမှုနှိပ်စက်မှုလုပ်နေပါတယ်ဒီပြည်နယ်ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့်ကိုဖမ်းဆီးသွားပြီးညှဉ်းပန်းနှိပ်စက်ဆစ်ကြောနေလို့လည်းသိရပါတယ်ထောင်ရေးကျင်းတွေဟာအင်မတန်ပြစ်ချံနေပြီးဖအန်ထော်အကြမ်းဖက်ချင်းကိုကာဝယ်ပေးရန်ဒီဗီဒီယိုကိုဝိုင်းပြီးတော့ဖြန့်ဝေပါ အန်ထောင်ရေးဖို့အချိန်ဖြစ်နေပါတယ်။နိုင်ကျင်းတွေကိုစစ်တပ်နေရဲကဖမ်းဆီးနှိပ်စက်ညှဉ်းပန်းရန်ဆောင်ရွက်နေပါတယ်။ကျွန်တော်ဒီကူဖုန်းတွေတောက်လျှောက်လာနေပါတယ်။အញ្ញံလုံးရှင်းပြပါ။ဖြန့်ဝေပြပါ။တော်ချရတဲ့နိုင်ငံရေးအကျဉ်းသားတွေခံယူချက်တစ်ခုနဲ့အထဲကိုရောက်နေတဲ့ကျွန်တော်တို့ရဲ့ညီနောင်သွေးတောက်တွေကိုကျွန်တော်တို့တကယ်စိတ်ပူတယ်ဗျညီနောင်သွေးချင်းတွေ ဘလောက်တောင်အထဲမှာခွေးလို့နွားလို့နှိပ်ဆက်နေမလဲကျွန်တော်တို့နှစ်ဖူးပေါ်လက်တင်ပြီးနည်းနည်းလေးစဉ်းစားကြည့်ရင်ကိုအသေးရဖို့ကောင်းတယ်ဘာမှမဟုတ်တဲ့လက်သုံးချောင်းထောင်ပြီးဒိုရေးဒိုရေးဆိုပြီးခံယူချက်တစ်ခုနဲ့ရောက်သွားတဲ့လူတွေကြောတော့ခွေးလို့နွားလို့ဆက်ဆန့်တယ်ဟိုမဒိန်ကောင်ခိုးဆိုးလူနှိုက်တွေကြောတော့ခံဝင်နေနော်လွတ်ငိမ့်နဲ့ပြန်လွတ်တယ်ဆိုတော့စဉ်းစားကြည့်ပေါ့ဗျာဒီကောင်တွေရဲ့အုတ်ချုံမှုရန်တရားအဲ့ဒါကြောင့်မို့ကျွန်တော်တို့ကမပြုတ်ပြော့ ဖြုတ်နေတာဟုတ်ကဲ့ဗျာကျွန်တော်မိသားစုတွေကျေးဇူးတင်ပါတယ်ကျွန်တော်ဗီဒီယိုလေးကိုကြည့်ရှုပေးတဲ့ဓမ္မဘက်တော်သားတယောက်ချင်းတော်လန်နေတဲ့လေးပါလို့ဆုတောင်းရင်းနဲ့ကျွန်တော်တို့နောက်ပြီးတော့မှပြန်လဲစုံတွေ့